အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့အကုံလေးရာစာလေးလုံးဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။လေးတိုင်းလည်းရဲတိတ်ရွတ်ကျွေးလေးလွင့်လွင့်ပါတာက အဆန်မဟုတ်ပါ။သို့သောဘီရူမင်းသားဟာလေသာပရင်အဖွဲမှာလေနဲ့လွင့်ပါလာတဲ့တည်ရွယ်ကလေးဟာစမ်းတယ်လို့ဖြစ်နေပါတယ်။တည်ရွယ်အယောင်ကအပြာယောင်ပေါ်ပြီးတော့ထူကြတာကတည်ရွယ်မှာအဖြူယောင်နဲ့ တိုးဆိုတဲ့စလုံးပါနေရပါပြီးတော့မင်းသားကခမီးတော်ရဲ့လက်ယုံပညာရှိအမတ်ကြီးကိုပြသကြည့်ရဲ့အမတ်ကြီးကဆာရွက်ကိုလှန်လို့ကြည့်ရဲ့မင်းသားဒီဥစ္စာကတိရွက်ပဲအော်တိရွက်မှန်တော့တိရပါဘောဒါပေမဲ့မဆမ်းဘူးလားဟာတိရွက်ဆိုတော့လူတိုင်းငယ်ကလေးကတွေ့ဖို့ကြတာပဲဘာဆမ်းရမှာလဲမင်းသားရဲ့တိရွက်ကလည်းအပြာရောင်ကြီးတိရွက်ကိုဘာရောက်ရှိရမယ်လို့ဥပဒေပြဋ္ဌာန်းတာမှမဟုတ်ပဲ ြီးတော့စလုံးကလည်းတွတ်တဲ့ဘာလို့ရမလဲတွတ်ဆိုတွတ်လိုက်ပေါ်မင်းသားရဲ့ပါလဲတရောင်စစ်နာမှာကြောက်လို့လားကဲတွတ်ပြီးဘိုးဘိုးကြီးခံပြီးတော့ဘီရူမင်းသားဟာအမတ်ကြီးကိုတရောင်နဲ့တွတ်လေတော့ရအမတ်ကြီးရှောင်ပြရလေးတယ်อืมပညာရှိများပြေးကြည့်ရင်တခြားလူတွေတွေးကြည့်တာကမှမှန်လဲဦးမယ်ထင်တယ်ဘီရူမင်းသားကတယောက်တည်းရီရီမောမောပြောပြီးတဲ့နောက်တိရွတ်ပြာကလေးများစတင်လွင်လာရအရက်ကိုသွားကြည့်ဖို့စိတ်ပိုင်းဖြတ်လိုက်တယ် သူဟာကြောက်တတ်တဲ့သူတယောက်ဖြစ်တာကြောင့်အလွန်ပဲစိတ်ဝင်စားသောကိစ္စရဲ့ဖြစ်လျက်သာအခုတွားကြည့်ဖို့စိတ်ဆုံးဖြတ်မိတာပါအခြားသောတိုင်းပြည်တစ်ခုက ကောဒမင်းသားဟာလည်းဤနည်းတူပါပဲဘုံဆောင်မြေဝရဏနာမှာထွက်ပြီးနေငင်းခံနေစဲမှာတည့်ရွက်ပြားကလေးတခုလေမာလွင့်ပါလာပြီးကောဒမင်းသားရဲ့ပါမာလာကပ်နေခဲ့တယ်ကောဒမင်းသားဟာဒေါသကြီးရဲ့သူပြပြီးသူ့ရဲ့ပါမာပိုးကောင်တကောင်လာနာတယ်လို့ထင်ပြီးတော့လက်ဝါးနဲ့ရိုက်လိုက်ရကော့ပါးကိုပြန်ရိုက်မိသွားတာပေါ့ အပါနာလိုက်တာကွာကဲကိုဘားကိုပြန်ရိုက်အောင်ကိုဘားကိုပြန်ရိုက်အောင်ကွာလက်ကတတတပြောရင်လက်ဝဲလက်ဝါးနဲ့လက်ရလက်ဖမိုးကိုတအားလွှဲရိုက်ပြန်နေအာဒီလိုဆိုတော့လေဆက်ဖြင်းဖြင်းနဲ့တင်လဲခံရခက်တပါလားနောက်ဆုံးတော့အခုလိုဖြစ်ရတာငါ့စိတ်ကြောင့်ပဲကဲဖြစ်အောင်ဟဖြစ်အောင်ဟပြောပြောဆိုဆိုနဲ့မင်းသားဟာသူ့ရင်ဘက်ကိုသူ့လက်သီးနှစ်ဖက်နဲ့ဆုံထုပြန်နေအာအောင့်တဟအောင့်တဟဝော့ဝော့အန်ပါလီယော ထိုဝခိုင်မှာပဲသူခမီးတော်ကြီးရောက်လာတယ်။ဘလို့ဖြစ်တာလဲသားတော်။အန်နဲ့အရသာဟာကောင်းနေချင်းလို့ကိုယ့်ရင်ဘက်ကိုထူအန်နေကလား။ထပ်ပြီးခဏနာလေးထူလိုက်ပါဦးကွယ်။သူကြီးကလေးပါလာရင်ပိုးပြီးရတာရှိမှာပေါ့။သားတော်ဟာတတော်ပဲအမျက်ဒေါသကြီးရကို အမျက်ဒေါသဆိုတာကိုအကျိုးကိုတိတ်ဖြက်စီးတတ်တယ်ဆိုတာသားတော်သတိထားမှာပေါ့။ကော်ရာမင်းသားဟာအန်နေတာကိုရက်ပြီးချင်းရင်းကိုကြည့်လိုက်မိရဲ့။တင်ရွက်ကြီးလေးကိုကောက်ယူလိုက်တယ်။ ဒီတရွက်ကပါးကိုလာကတ်တဲ့စီကစတာပဲအောင်မာတရွက်ကလည်းကြီးကြီးကျယ်ကျယ်အပြာရောင်ပါလားဟဲ့သားတော်အပြာရာဟာကြီးကျယ်တာလားကောင်းငင်ကြီးကိုကြည့်ပါလားခမေတော်ရဲ့ကြီးလဲကြီးတယ်ကျယ်လဲကျယ်တယ်အပြာရောင်ပဲမဟုတ်လားအလိုဟင်ဘာရင်းများလိုနေရပြန်တာလဲမဟုတ်ဘူးခမေတော်ရဲ့တရွက်မှာဆက်လုံးပါတယ်ဟာအဲ့ဟာဆက်လုံးလို့မခေါ်ဘူးစာပြားလည်းမဟုတ်ဘူး ပေါက်ဖက်လို့ခေါ်ရဲတာတော်ရဲ့စိမ့်စိမ့်ကလေးမဟုတ်လားအဖြူရောင်မှာခမီးတော်ရဲ့ထိုက်လို့ရေးထားတယ်ဘတ်နဲ့ထိုက်ထိုက်အဲ့ဒါပိန်းနေသည့်ကိုတက်ရိုက်တဲ့အတမ်းပဲကောရာမင်းသားလေးဟာခမီးတော်ရဲ့စကားကိုနားထောင်မနေတော့ပဲလက်ထဲကတရွက်ကိုသာစိုက်ကြည့်ပြီးတော့နတ်နေစွာတွေးနေမိတာပုံစမ်းချိန်လာကြည်လားသွားကြည့်မှဖြစ်တော့မင်းသွားမှသွားမှဘယ်သွားမလို့လဲတာတော့ပိန်းနေသည့်တက်ရိုက်တဲ့စီကိုလား မဟုတ်ပါဘူးခမီးတော်ရဲ့လောကမှာတင်ရွယ်အပြားဟာရှားတယ်။ရှားဆိုငါတော့ဒီတက်ရွယ်ရောက်လာပြီးတခါပဲတွေ့ဘူးသေးတယ်။ဘမတွေ့ရလဲ။တရက်ရွက်ကြီးမင်းနဲ့ဘုံနဲ့ကြွေးကြတော့ငါလေ။အော်ဒီလိုမဟုတ်ပါဘူးခမီးတော်ရဲ့အခုဟာကမူလကလေးကပြာနေတဲ့တက်ရွယ်ပါ။ပြီးတော့ထိုင်းဆိုတဲ့စလုံးလေးပါတယ်။စတင်လွင့်ပါလာတဲ့နေရာကိုသားတော်သွားကြည့်ချင်ပါတယ်ခွင့်ပြုတော်မူပါ။သွားကြည့်ရင်တော့သွားပါလိခွင့်ပြုပါတယ်။ ဒါပေမဲ့တိရွက်ပေါ်စာရေးထားလို့တော့အံ့ဩမနေပါနဲ့စာဆိုတာကြောက်ပြောပေါ်မှာတော့ရေးလို့ရတာပဲဟာခမီးတော်ကဘာပြောပြောကောရာမင်းသားကလေးကမြင်းတစည်းနဲ့ခရီးထွက်ပို့ပြေးစင်မာပြီထိုနီးသူစွာပဲအခြားတိုင်းပြည်တပီကဂောတာမင်းသားကလေးကလည်းပြဿနာနဲ့ရင်ဆိုင်နေရတယ်သူလေလေသာပရင်းမှာရက်နေခိုင်တရွက်ပြကလေးလွင့်ဝင်လာတာကြောင့်လက်ကနဲ့စက်ကနဲ့ဖမ်းယူလိုက်တယ်။အပြာရောင်လေးပြကလေးတော့မိပြီဟာ အပားမှရှိတဲ့လက်ဆွဲတော်လူငယ်လေးကချင်းကလာတယ်။မင်းသားကလိပ်ပြာလွင်သွားလို့ပြန်ခေါ်လာလား။ဒါဆိုကရူကရူလို့ခေါ်ရတယ်။ခေါ်တာမင်းသားကလက်ဝါးကိုဖြတ်လိုက်တယ်။အော်မင်းကလည်းတိရွက်ကိုဒီရွယ်ကြမှာမြင်ဘူးတာကို မဟုတ်ပါဘူးလေ။တိရွက်ကအပြာရောင်ပြီးတော့စက်လုံးတစ်လုံးလဲပါတယ်။ဘာလဲလေယူသွားတဲ့ငါအကျွေးပြန်ပေးပါလေလား။မဟုတ်ပါဘူးကွာစက်လုံးကအားတယ်။ တန်တော့စလုံးကစကားမပြတ်တတ်ဘူးထင်နေတော်စန်းကွာအခရာဆိုတာဘဲကစကားပြောမှလဲအထူးစန်းနေတော့ဖြစ်ကုန်ပြီဟိဒါဆိုရင်တင်မုံကြီးစာအုပ်ကပို့ပြီးထူးစန်းမှာပေါ့အဲ့ရင်မကဘူးကာကြီးကစာပြီးလာကြီးထီတော်ပို့ပါသေးတယ်ဟေးငါအတွေးပြက်တယ်လာမရှုပ်နဲ့သွားစမ်းခေါ်တာမင်းသားကစိတ်ရောကိုပါကြမ်းတမ်းသူဖြစ်တယ် ်အခုလိုမျိုးသူစိတ်ဝင်စားနေတဲ့ကိစ္စမှာလက်ဆွဲတော်လူလင်းကလာရှုပ်နေတာကိုမကြိုက်တာကြောင့်အနားမှာရှိတဲ့ညောင်ဆောင်ပေါ်စောင့်ကြည့်အောင်ကြီးထိုင်ချလိုက်တယ်သူလှုပ်တဲ့ပုံကကျန်းနဲ့လာတာကြောင့်ညောင်ဆောင်တောင်ပြီးတော့ကျသွားတယ်မင်းနာဟာကျမ်းပေါ်မှာခြေစင်းထိုင်ပြီးပြီးညောင်ဆောင်ကြီးကစောင်းပြီးကျောနာမှာကလေးရပေါလက်ဆွဲတော်လူလျင်ဖော်ကကပြာကရာလာပြီးညောင်ဆောင်ကိုပြန်ထောင်ပေးပြီးဂေါသမင်းနာကိုညောင်ဆောင်ပေါ်တွေ့တင်ပေးတယ်။ငါတော့မှဖြစ်တော်မှာပဲ။ပိတ်ဆော့ယူမလား ဘာလုပ်ဖို့လဲသွားမှဖြစ်တော့မေဆိုဝင်သွားမလို့မဟုတ်လားနောက်ဖေးကုန်းဖို့ပိတ်စာယူပေးမှာပေါ့ဝင်သွားမလို့မဟုတ်ဘူးဟေလိတ်ကောင်းထွက်မလို့ကွာမင်းသွားစက်စီဒီတိရပြားလေးတွေစတင်ထွက်ပေါ်လာတဲ့နေရာကိုငါဘလို့သွားရမလဲဆိုတာကြံစီလိုက်အောင်မေကောဒမင်းသားဟာတကယ်ပဲစဉ်းစားကန်းဝင်နေပြီဖြစ်တာကြောင့်လက်ဆွဲတော်ကလည်းအလိုက်သိစွာပဲဖဲ့ကျင်ထွက်သွားသွားလေတိုင်းပြည်တစ်ခုမှသူခုမင်းသားလေးကလည်းအလားတူပြဿနာကြုံတွေ့နေရပါတယ် လေသာပရင်နာကညောင်ဆောင်ပေါ်မှာမေတော်နဲ့တူထိုင်စကားပြောရင်ကတရွတ်ပြားကလေးတစ်ခုလွင်ပန်းဝင်ရောက်လာကပေါင်ပေါ်ကိုကြက်ရောက်လာတယ်။သူခုမမင်းသားလေးကတရွတ်ကလေးကိုကောက်ယူကြည့်လိုက်မိတယ်။ဟမ်တရွတ်ပဲမေတော်ဟဲ့တရွတ်မလို့လေထဲလွင်ပါတာပေါ့ကြောက်ခဲဆိုရင်ကောက်ပေါ်မှာလွင်တာအခုဟာတရွတ်ဆိုတော့မပူပါနဲ့ဒါဟာပုံနကတိုက်တာမဟုတ်နိုင်ဘူး။အိုမေရောဒီတရွတ်ကအဆမ်းမယ်အယောင်ကလည်းပြာနေတယ် အယောင်စမ်းမန်းပါလားလို့စံပြနေရလားအပြာရောင်ဖြစ်နေတာကိုပြောတာပါပြီးတော့စလုံးတလုံးလဲပါနေတယ်။ဘာတဲ့လဲ။သူတဲ့။ဟဲ့ဒါကတော့စမ်းသလား။သူဆိုတာငါမဟုတ်လို့ပြောတာ။ငါဟာလူပဲ။လေရလွင့်ပါပါမလား။သူမဟုတ်လို့လွင့်ပါတာပေါ့။မဲတော့ဒါကစမ်းနေ။ဘဲဟာလဲတိရွက်ကလေရလွင့်ပါတာလား။မဟုတ်ပါဘူးမေတော်ရဲ့တဲ့ရအယောင်ကပြနေတာရဲ့ပြီးတော့စားပါတာရဲ့ ပြီးတော့သားတော်စီကိုစိုက်စိုက်မြဲမြဲရောက်လာတာရဲ့အဲ့ဒါသိစမ်းနေဟဲ့ဒါဆိုငါဥယီတော်တရားငငယ်ကတော်တော်စမ်းနေတာပေါ့ဘလို့စမ်းတာလဲမေတော်ရဲ့ရှွန့်ပြော့ကမာပြီးလောက်စလုံးဖြစ်တာရဲ့ပြီးတော့လေထဲလွင်ပါလာတာရဲ့ပြီးတော့သူ့နှစ်ဖူးကိုစိုက်စိုက်မြဲမြဲလာမှန်းတာရဲ့သိစမ်းတဲ့ပေါ့ဒါပေမဲ့သူ့ခမရစမ်းတဲ့တန်းကိုသုံးပတ်လောက်လှန့်ခံလိုက်ရတယ်အညော်မိလို့အနာရင်လိုက်တာမပြောနေတော့သူခုမမင်းသားလေးကမေတော်နဲ့စကားဖက်ပြိုင်မပြောတော့ဘဲလက်လျှော့လိုက်ပါတယ် သို့သောသူကစက်လုံးကလေးပါတဲ့တည့်ရွက်ပြားလေးတွေထွက်ပေါ်လာရသည်သာကိုတွားရောက်ရှာဖွေစူးစမ်းမှုစိတ်ကိုတော့စိတ်ထဲမှာပိုင်ဖြတ်လိုက်ပါပြီ။ဒီလိုနဲ့တနေ့တော့အခါမှာတော့တောင်ပူဇာကလေးတစ်ခုနားကိုရောက်ခါစုံမိကြတယ်။ပန်ဝင်းချင်မှာတည့်ရွက်ပြားလေးတွေလွင်ကြနေတယ်။အချို့သောတည့်ရွက်ပြားလေးတွေမှာကောင်းကင်ခရီးနဲ့လွင်ပါနေကြသေးတယ်။တို့ရရင်ထိုတည့်ရွက်လေးတွေမှာတော့ဘာစားမှမပါချင် သူတို့ကတောင်မူစာကလေးပေါ်ကိုမော့ကြည့်ရတလူလူနဲ့မြင့်မာတဲ့ဝါတိုင်တစ်ခုကိုတောင်ထိပ်မှမြင်လိုက်ရတယ်။တေရွယ်ပြလေးတွေဟာထိုတိုင်ထိပ်ပြားကနေလွင့်ပါကြခြင်းဖြစ်ပါ၏။မင်းသားများကအချင်းချင်းလာရတဲ့အကြောင်းရင်းကိုပြောပြကြပြီးတဲ့နောက်လေးဟူသားတဘောချင်းကပ်ညီပြီးတောင်မူစာပေါ်ကိုတက်သွားကြတယ်။တောင်မူစာထိပ်ကိုရောက်တဲ့အခါမြင့်မာတဲ့ဝလုံးတိုင်ထိပ်မှာတစ်ကိုင်းတစ်ကိုင်းကိုချီနှောင်ထားတာတွေ့ရတယ်။တေရွယ်ပြလေးတွေဟာရင်းတစ်ကိုင်းကနေလွင့်ပါနေတာပါ။ ွက်လုံးတိုင်းရဲ့ချင်းရင်မနီမဝေးမှာကြောက်ဖြာကြီးတစ်ခုပေါ့ဖိုးသူတော်တယောက်ထိုင်နေတာကိုတရားတယ်ဖိုးသူတော်ကဝိဖြူပစိုးစားကိုဝတ်ထားတော့လဲအင်းကြီးကိုမဝေးထားပိတ်ဖြူတစ်ဖက်ကို လော့ဘကဘတ်ထိုးထားတယ်အလွန်ဝသဖြင့်ဖိုက်ကြီးပူနေတယ်မျက်နာကအတန်မထွက်တော့လဲအာရပါရရီမောနေတယ်သူခုမမင်းသားလေးကဖိုးသူတော်ကဘသူပါတုံးလို့မေးလိုက်တယ်ငါကဖိုးဖိုးရှင်မောင်ရင်တို့ကမင်းသားတွေမလဲဘာလာလောက်တာလဲ မင်းသားများကပါလာတဲ့တရွက်တွေကိုပြပြီးစုံစမ်းရန်လာကြောင်းကိုပြောကြတယ်။ဖို့ဖို့ရှင်ကအာရပါရရည်ပြန်နေ။ငါအဓိဋ္ဌာန်နဲ့လွှင့်လိုက်တဲ့တရွက်တွေကိုရလာကြတာကိုမင်းသားတို့ရဲ့တရွက်ပေါ်ကစလုံးတွေကိုဆက်ဖက်ရင်ထိုက်သူအတွက်ဆိုတာဖတ်လို့ရမယ်။တကယ်တော့စလုံးကလေးလုံးပဲမဲ့ထိုက်သူကတော့တယောက်တည်းပဲဖြစ်ရမှာ။ကဲလေစမ်းကြည့်တာပေါ့။ထိုအခါဂေါသမင်းသားကမေးတယ်။မိဘအောင်ဖို့ဖို့ရဲ့ထိုက်တယ်ဆိုတာဘာနဲ့ထိုက်တာလဲ။ ဟိုတိုင်ဖျားဘော်ကစုနေပေါ့အဲ့ဒီစုနေထိုက်သူက စုကိုရလိမ့်မယ်ကဲတက်ကြည့်ကြလေတပန်းသူခုမမင်းသားကစုကဘာလဲပူပူရှင်ရဲ့လို့မေးပြန်နေတိုင်ဖျားအစ်ကိုင်းရင်မှအထုပ်ကလေးတထုပ်ချီထားတယ်အဲ့ဒီထဲမှာ900 400ရရှိတယ်အဲ့ဒါစုပေါ့ကဲတက်ယူကြလေကောဒါမင်းသားကပူပူရှင်ရဲ့စကားကိုကြားတော့အမျက်ထွက်သွားတယ်တလောက်ခရီးဝေးကလာရတာဂွန်လေးရာကိုဘာလို့ဖို့လဲပြီးတော့စူးစမ်းပန်းစားလဲယူရမတဲ့ဘာလို့ဖို့လဲ ကျောက်တို့ဟာမင်းသားတွေဗျနေပြီးတော့မှကွန်းရပေါင်း1000လောက်ကိုပားရယူလို့တော့ရတယ်ပျော်ပျော်ဆူဆူနဲ့ကောရမင်းသားဟာရှူးရှူးရှင်းရှင်းနဲ့ပြန်သွားတယ်ဘီရုမင်းသားကတော့မျက်လုံးလေးကလေးကလေးနဲ့တောင်ထိပ်ကိုမော့ကြည့်နေတာပေါ့ဝလုံးကညွတ်ပဲ့ညွတ်ပဲ့နဲ့မတော်ခါလေကကြိုးကြမှာဖြင့်ကိုကျိုးနေရကြီးရဲ့မတက်ဝင်ပါဘူးဗျာသူကလည်းခြေပြားလက်ပြားတွေအေးလာတာကြောင့်မတက်တော့ပဲပြန်သွားတယ်ဂေါဒမင်းသားကတော့သူ့ရဲ့ဇယိုက်တိုင်းပဲကရောင်းကိုကြိုက် ဝလုံးတိုင်ကိုခက်ချက်ညက်ဖက်တတာပေါ့အရန်ကရောနဲ့ကြမ်းကြမ်းတနက်တတာကြောင့်တဝက်လောက်အရောက်မှာဝလုံးကများစွာလှုပ်ရမ်းလာတဲ့ဒါကိုပင်မလျှော့သေးပဲဂေါသမင်းသားကခက်ချက်ချက်ဆက်တရဝလုံးဟာလွန်စွာခါရမ်းပြီးပြုတ်ကျလာတယ်။မြေကြီးပေါ်ကကုန်းမိထလိုက်တဲ့အခါဂေါသမင်းသားခါနာတော်တာပေါ့ဘာမဟုတ်တဲ့ကိုရကြောင့်ငါခါနာရတယ်။ဂေါသမင်းသားပြောတာမှန်နေငါသာသူ့လိုစောစောကပြင်သွားရင်အခုလိုခါနာမှာမဟုတ်ဘူး။ ဟေးသူ့ခုမမင်းသားဇက်ကြီးဆောင်းသွားခြင်းရင်တော့တက်ကြည့်လေကျုပ်တော့ပြန်ပြီဆောင်းဆောင်နဲ့ဂေါသမင်းသားကပြန်သွားတာပေါ့ဖို့ဖို့ရှင်ကတော့ဟာဟာဟာစာလေးလုံးလုံးပြီးတော့လေးလေးရောက်ခေါ်တာမမထိုက်သူတွေပါလာရသေးရဲ့ကဲမင်းသားလေးသူပြောသလိုဇက်ကြီးဆောင်းမှမစိုးရင်ရင်လဲတက်ကြည့်စမ်းပါလားကွန်ရာကတယောက်တည်းလေးရရမယ်ဆိုတော့စူးစမ်းလောက်ပါရဲကွာဟာဟာဟာတည်ရည်ရည်မောနေကြတာပေါ့ သူကူမမင်းသားလေးကတော့ဝါတိုင်ကိုဖတ်တတ်တယ်။အပေါ်နားရောက်လေးဝါတိုင်ကညွတ်ပညွတ်ပဲဖြစ်လေးနဲ့လိမ့်မကြအောင်တော်တော်တည်ထားရတယ်။နောက်ဆုံးမှာတော့သူကူမမင်းသားလေးဟာရွက်ပြတိုင်းနဲ့တကွာကိုလေးရပါတဲ့အထုပ်လေးကိုရယူနိုင်သွားတယ်။ဟာဟာမင်းကတော်သားပဲတစ်ကိုင်းကိုတော့ကြုတ်ကိုပေးခဲ့ကိုလေးရကိုတော့စုဖြစ်ယူသွား။ကိုလေးရကဘာလို့ရတယ်လဲ။စားရတာဘောကွာအကုန်းရပဲဟာစားရတာဘောဟာအဖိုးရေကျွန်တော်မှကိုမကြိုက်တာ မကြိုက်ပဲမယ်ယူသွားပါဝမ်းနဲ့ကြလီကြလီနဲ့စားခြင်းစိတ်ဖြစ်လာရင်တရားကိုသာကောက်စားလိုက်စားလိုက်တော့စစောကစားခြင်းစိတ်ပျောက်သွားတာပေါ့အဲဒီဟာစားပြီးနောက်ငါကောမစားမီရေကောင်းပါပဲဆိုရဲနောင်နာလိုလိုဘာလိုလိုစိတ်တဲဖြစ်လာရင်ရေတာတောက်လိုက်ရေတောက်လိုက်တော့ဘလို့ဖြစ်မလဲရေကိုများများတောက်ပြီးမတက်ရက်ခါကိုလှုပ်အဲဒီလိုလှုပ်ရင်ဝမ်းနဲ့ကဘလောက်ဘလောက်နဲ့မီရဲကွာဟာအဖိုးကလည်းဘတ်နဲ့လည်းမသိဘူး ငါကတဘာဝကိုပြောပြနေရလေဟာဟာတဘာဝကစမ်းကြယ်တယ်ဒီတော့လေတဘာဝကြတာတွေလာလို့မင်းအစမ်းတကြယ်တွေတွေ့လိမ့်မယ်ဥပမာဆိုရင်ဘလို့ဟာမျိုးလဲဥပမာဆိုရရင်မိုးသားကင်းမဲ့တဲ့ညမှာကောင်းငင်ပြကြီးကိုထွက်ကြည့်ရင်ကြယ်တွေမြင်ရတာပေါ့ကွာဟ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 ောဟောရှိနာမှာတောင်တလုံးရှိရဲ့တောင်ချေရင်မှာငရင်ထဲမှာတိမ်ကကေတီမင်းသမီးလေးဆို လူစိုးစိတ်တွေကပိတ်လောင်လာတယ် ကယ်သွားလိုက်ပါကွာမင်းသမီးလေးတနာပါရဲ့ဟာ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 တယီရဲ့ရင်နေတဲ့ဖိုးဖိုးရှင်ဘာကနဲ့သူ့ခုမမင်းသားလေးဟာထွက်ခဲ့ပြီးတဲ့နောက်မြင်းကိုစီးပြီးတော့ခရီးဆက်လိုက်တယ်တောင်နှလုံးကိုတွေ့ရတဲ့သူအခါမင်းသားလေးကမြင်းကိုဟွက်ချီခဲ့ပြီးတော့တောင်နေရန်နားကိုတတစိချင်းကတ်သွားတယ်တောင်နေရန်မှာအခန်းကိုထွေးနှားပြီးတန်နိုင်တွင်နဲ့တကားပြုတ်လို့ပြီးပိတ်ထားတယ်တကားမှာတော့ကလောက်ကြီးခတ်ထားတယ်တန်နိုင်နောက်ကလောင်ရင်ကလေးတွေမှာကုတ်ပြေတစ်လုံးရှိရင်ကုတ်ပြေပေါ်မှာ တင်ကကေးတီမင်းသမီးလေးကခြေတွဲလက်ချထိုင်ပြီးတော့ငီးမိုင်နေတာကိုတွေ့ရတာပေါ့တန်တိုင်းရှိမှာတော့လူစိုးအဆောင်နှစ်ယောက်ရှိပါတယ်။နှစ်ယောက်စလုံးကမြေကြီးပေါ်မှာထိုင်ပြီးတန်တိုင်းလေးကိုကြောမြီခါငှိုက်မိနေကြတယ်။တယောက်ရဲ့ခါမှာခပတ်မှာတော်ရဲချိန်ထားတာကိုတွေ့ရတယ်။နှစ်ယောက်စလုံးကိုစီသားသေးနဲ့အခြားလူစိုးတွေကတော့ရွှေငွေရိခါတွေလူရဖို့ခရီးထွက်နေကြတာပေါ့။သူကမင်းသားလေးဟာခြုံငွေကနေငီးမောကြည့်နေမိရဲ့။သူကနူးရဲနေသူဖြစ်တဲ့ ။သူမှဒလွယ်ပါလာတော့လေလှန်ထောထားကုန်လို့ကိုဝါသနာမပါကြီး။ဒီပုံတိုင်းဆိုရင်တော့တင်ကကေတီကိုကယ်ဆယ်ဖို့အရေးမလွယ်လှပါ။ကြလိကြလိကြလိဖိုးဖိုးရှင်ပြောတာမှန်ပါတယ်။ဝမ်းနေကကြလိကြလိမီးတော့ကိုတရားကိုခပိုက်တဲကထုတ်ကားဝါစာပြလိုက်တယ်။မျက်လုံးတွေပြကနေဖြစ်သွားတယ်ချက်ချင်းပဲတတိနယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ကြီးမားလာတဲ့မျက်ပင်တော်ကြီးကြားထဲရောက်နေအတားအယားပဲမျက်ပင်တွေကြားကနေလမ်းရှာထွက်ပြီ မျောကြည့်လိုက်တော့မှအဖြစ်မှန်ကိုသိသွားရတယ်သူရဲ့အရွယ်ကတထွာလောက်သားဖြစ်သွားရတဲ့ကြောင့်သူ့ရဲ့ပဝင်ကျင်ကအရာဝတ္ထုတွေအလုံးအလွန်ကြီးမားထွားကျန်ကုန်ကြတာပေါ့သူဟာတေးငယ်သွားတာကြောင့်လှောင်အင်းသားကိုအလွယ်တကူချင်းကဲသွားနိုင်တယ်ဒါအပြင်တန်နိုင်နေချာကဝင်သွားနိုင်တယ်ပြီးတော့သူကမင်းသမီးလေးရဲ့ခြေကိုသွားကုပ်လိုက်တယ်မင်းသမီးလေးကဖုတ်တော့ဟင်အလက်လက်ကြားနဲ့ငုံကြည့်လိုက်တော့တထွာလောက်ရှိတဲ့တကုမမင်းသားလေးကိုတွေ့ရတာပေါ့ သူကစကားကိုခက်အုပ်ပြောနေတယ်။ဘာတွေပြောနေမှမသိတာကြောင့်မင်းသမီးလေးကကုန်းပြီးတော့နားထောင်ရတယ်။မင်းသမီးလေးကဘာမှမပူနဲ့ကြောက်ကဲမဲလို့ပြောတဲ့အတန်ကိုကြတော့တထွာလောက်ကောင်းလေးကကဲမဲဆိုတာကြောင့်ရည်ကျင်လာပြီးအဟင့်လိုတစ်ချက်ရည်တန်ထွက်သွားတာပေါ့။ရည်တန်နဲ့အတူထွက်လာတဲ့လေကမင်းသားလေးကိုလွင့်ပါသွားစေပြီးနယံကိုကြောနေပြေးရမိသွားတယ်။ခါးနာသွားတာကြောင့်မင်းသားလေးဟာရှုံ့မဲ့ပြီးတော့ပြန်ရောက်လာတယ်။ ူကမင်းသမီးလေးကိုဘာမှမပြောတော့ဘဲတန်နိုင်နာကို အတွင်ဘက်ကိုကတ်သွားတယ်။အဆောင်တယောက်ရဲ့တင်မားကိုဓာတ်နဲ့ခက်ဆက်ဆက်ထိုးလိုက်တယ်။အဲကိတ်လိုက်တဲ့ချင်းအဆောင်ကဖက်ခနဲ့တင်မားကိုရိုက်တယ်။သူခုမှမင်းသားကဓာတ်ကိုပြန်ယူထားပြီးခက်ကြကြဲဩပြောတယ်။ဟေးအဲ့မနေနဲ့လူအနန္ဒရဲ့အဆောင်ကမျက်လုံးဖွင့်ကြည့်ပြီးတစ်ဖက်ကလူကိုလှမ်းပြောလိုက်တယ်။ဟဲ့ကောင်မင်းငါ့ကိုဘာပြောရလဲ။တစ်ဖက်ကလူကအိပ်ပျော်နေပြီးသူ့ကိုဘာမှပြန်မပြောချင် သူကလည်းမျက်လုံးပြန်မှိတ်ပြီးတော့ခွေးကောင်ကပြင်းအိတ်ကြီးနေတာပဲလို့ပြောပြန်နေဒီတကြီးမှာတော့အဆောင်ကတီးမခံနိုင်တော့ပါကြပြာကြရထသွားပြီးတစ်ဖက်ကလူကိုခြေနေကန်လိုက်တယ်ဒုတိယလူကအလံတကြားနိုးလာပြီးရန်ဖြစ်ကြတော့တာပေါ့နှစ်ယောက်စလုံးဟာဓာတ်ကိုစီနေဖြစ်ကြတာကြောင့်ဒေါသမထိန်နိုင်ကြတော့ပဲဓာတ်ကိုပွဲကြီးဖြစ်သွားတယ်မကြခင်မှာပဲနှစ်ယောက်သားတွေးရင်နေမှာမလုံးမရှယ်နေကြရတယ်သူကမှမင်းသားလေးကတန်တိုင်းအပြင်ကိုထွက်လိုက်ပြီးတော့ ။ပစ္စည်းနောက်တော့လေးဖြစ်နေတာကြောင့်တော့ကိုဘလို့မှဖွင့်လို့ရမှာမဟုတ်။စိတ်ထဲမှာကိုညာသွားစားမိတာကမှားပြီလို့နောင်နာရလာတယ်။နောင်နာရတယ်လို့လို့ဘာလို့လို့ဖြစ်လာရင်ရေတောက်လိုက်ဆိုရဲဖို့ဖို့ရွှင်ရဲစကားကိုပြန်ကြလာတယ်။အပြင်ဘက်ကနေတန်နိုင်သားကိုကပ်ပြီးမင်းသမီးလေးရေနည်းနည်းတိုက်ပါလို့ပြောလိုက်တယ်။မင်းသမီးလေးကရေတကောင်းကရေကိုနှီးခွနဲ့ငယ်ကတန်တိုင်တွင်ကနေထိုင်ပြီးသူ့ကိုခွတ်ဆောင်တိုက်တယ်။လက်အရှိန်လွန်သွားတာကြောင့်ရေဟာတကူလုံးရွှဲနေသွားတာပေါ့ ဒါပေမဲ့ပါဇက်သေးကိုရေးတချို့ဝင်သွားပြီဖြစ်တာကြောင့်သူခုမှမင်းသားလေးဟာမကိုမုံလရွယ်ကိုပြန်ရောက်လာပါတယ်။အဆောင်တယောက်ရဲ့ခါမှရှိတဲ့တော့ကိုဖြုတ်ယူပြီးလှောင်အိမ်တကားကိုဖင်မင်းသမီးလေးကိုအပြင်ကိုထုတ်လာခဲ့တယ်။တင်ကကေတီမင်းသမီးလေးဟာသူခုမှမင်းသားလေးကိုမူလအတိုင်းမြင်ရတော့ချစ်မြတ်တာစီတီဖြစ်ပေါ်လာတာကြောင့်ရှက်နေတာပေါ့မင်းသားလေးကတော့မင်းသမီးလေးကိုမြင်လိုက်တော့ချစ်ခင်မိပါတယ်နှမလေးကိုနေပြီးတော့ပြန်ပို့ပေးပါမယ် မြင်းတစည်းပေါ်မှာနှစ်ယောက်သားစီးခဲ့ပြီးတောအုပ်ကိုဖျက်လာကြတယ်။တိတ်ဝဲဝဲမသွားရသေးခင်မှာပဲလူရရာကပြန်လာကြတဲ့လူဆိုးအုံနဲ့ပတ်ပင်တို့ကြပါရဲ့။သူကမမင်းသားလေးဟာမြင်းမော်ကဆင်းသားကိုထုတ်လိုက်တယ်။ဒါပေမဲ့သူရင်ဆိုင်ရတဲ့ရန်သူတွေက23ယောက်တည်တည်ရှိရဲ့။အားလုံးကဓားကိုစီးနေဒလောက်များပြတဲ့ရန်သူကိုသူတယောက်တည်းရှင်ပြန်တိုက်ခိုက်ဖို့အနိုင်ရဖို့လမ်းမရှိ။ဒါကြောင့်သူဟာစိတ်တွေလေးလံထိုင်မှန်းပြီးတော့ငိုင်းမိသွားတယ်။ လူစိုးဘူကမင်းသားလေးငိုင်သွားတာကို မြင်တော့အားတက်သွားတယ်။ဟေ့ငါလူတို့ဒီကောင်ပြော့ညက်ညက်ကိုဒိုတဲက၃ရက်လောက်နဲ့ဇီဝိန်ဖြုတ်ပြမယ်။ဟာ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 သူတို့တွေကဓာရီကိုထုတ်ပြီးတလန်းချင်းတူလာကြတယ်။တကုမမင်းသားလေးဟာသူ့အသက်ထက်တင်ကကေတီမီလေးကိုလုံခြုံရေးတွေပိုးစိတ်ရင်သွားတာပေါ့။ဒါပေမဲ့သူကိုယ်တိုင်မတက်နိုင်တဲ့ခြေနေကိုရောက်နေပြီဖြစ်တာကြောင့်ယူကြုံမရဖြစ်မိသွားတယ်။မင်းသမီးလေးရှိရာမင်းကိုလှမ်းကြည့်လိုက်တယ်။ မင်းသမီးလေးကသူ့ချစ်တဲ့မင်းသားလေးနဲ့ခွဲရတော့မှကိုတွေးပြီးမျက်ရည်လေးတွေစီကြလာတယ်။မင်းသားလေးကလည်းဝမ်းနေခြင်းနဲ့နှကန်းကိုကြိုက်ထားမိရဲ့။ကြလိကြလိကြလိနဲ့ဘိုက်ကမနေပါအတံမီရွေပင်ကိုရကိုစားကျင်လာတယ်။သူကမှမင်းသားလေးဟာလက်ဝဲလက်နဲ့ခပိုက်တဲကဂုံးတရားကိုထုတ်ကားကောက်ွားလိုက်တယ်။မျက်လုံးတွေပြကနေဖြစ်သွားပြီးချက်ချင်းပဲတရိထားပြီးစိတ်ထင်းလိုက်ရတယ်။သူမှလက်စဲပဲပေါက်လာတယ်။လက်တိုင်းကလက်နက်ကိုစီနဲ့ တချို့ကဓာတ်တချို့ကတင်းပုတ်တချို့ကလှမ်းတချို့ကကြပုတ်တချို့ကတန်ထုပ်စသဖြင့်ထုံနေလာပါတယ်လူဆိုးတွေကလမ်းဖြန့်ပြီးတော့ငိုင်သွားခိုင်မှမင်းသားလေးကပြေးဝင်သွားတယ်လက်တွေကဆက်ကြလေးတလို့လဲကြတယ်ဟဲခံရပြီဟေးနားရပြို့တိတ်ပါပြီဗျအသက်မလန်နေစုံလင်စွာနဲ့ဆူညင်သွားတာပေါ့ဟတ်တက်ကြီးပြေသူကပြေသွားဇက်ပူသွားရကနဲ့ထိတ်ပူးတက်လာသူကတက်လာနဲ့နေရွက်ပြက်သူကပြက်နှာခေါင်းပြတိကနေပါသူကပါသွား ကြာဖို့ထီသူကထီလှန်ထီသူကခါပြေလယ်ဘေးမှာကျိုးဆွမိပြီးရှာထွက်သူကထွက်နေပါတယ်လူဆိုးတိတိဟာကို့ပုံစံနဲ့ကိုထန်ရနာတရဖြစ်ပြီးမြေကြီးပေါ်မှာတုံလုံးပလက်လေးကြကုန်နေဒီလိုကြောင့်သူကမှမင်းသားလေးနဲ့မင်းသမီးလေးတို့လည်းမြေးစီးပြီးထွက်လာတဲ့အခါခေါင်းထောင်ကြီးမဲသူတယောက်မှမရှိတော့ပါသူတို့ဟာခရီးဆက်ပြီးထွက်လာခဲ့ကြတယ်မောင်နော်သူများနဲ့မတူလက်ကြီးဆယ်ချောင်းနဲ့ဆိုရင်လူတကာဝိုင်းရကြမှာပဲနော်อืมဒုက္ခပါပဲနော် သူကမမင်းသားလေးဟာကိုညာစားမိတာမှားလေပြီလို့နောက်နာရမိတယ်လို့လို့ဖြစ်လာတယ်။ဖိုးဖိုးရွှင်ရဲ့ရေကိုသာတောက်လိုက်ဆိုတဲ့စကားကိုပြန်လဲကြောက်လာတာကြောင့်စံကြောင်လေးတစ်ခုကိုရောက်တဲ့အခါမြင်းမော်ကစီမီရောရေကိုလက်ခုပ်နဲ့ခတ်တောက်လိုက်တာပေါ့။သူဟာငိုမူလာအတိုင်းပြန်ဖြစ်သွားတယ်။တင်ကကေဒီမင်းသမီးနေကအဲငိုးစာနဲ့ထူးစားလိုက်တာနော်ဘလို့ဖြစ်တာလဲရင်းလို့မေးတယ်။မသိပါဘူးကွယ်။တဘာဝဆိုပဲ။အိုးမောင်နှောက်ဖြေကလည်းဗက်နေကြီးလေ။ อืมพ่อพ่อရှင်ก็เลยบะเนจีแม่มาไม่ตีดาไม่ပြောတတ်ဘူးလေမင်းသမီးလေးကစိတ်ရှုပ်သွားပြီးဘာမှထမ်းမပြောတော့ပါဘူးသူတို့နှစ်ယောက်ဟာတိတ်ဆိတ်စွာနဲ့မြင်းစီပီခရီးဆက်လာခဲ့တယ်တောဟုတ်ကထွက်ခါနေနေရကိုရောက်လာပါပြီအီနေရရောက်ရင်မင်းသမီးလေးရဲ့တိုင်းမီနဲ့ကတ်နေပြီးအန်နေရရဲ့ကင်းပြီလို့ထင်ပြီးနှစ်ယောက်သားဝမ်းသာနေရပေါ့ဒါပေမဲ့ခရီးလမ်းရှိမှာလူနှစ်ယောက်ထွက်ရက်နေရကိုအဝေးကတွေ့ရတယ်အမီးကိုတတိနဲ့ကတ်လာတဲ့အခါမှာကောဒမင်းသားနဲ့ ဂေါတာမင်းသားတို့ဖြစ်ကြောင်းသိလိုက်ရတယ်။အမှန်မှာဂေါတာမင်းသားဟာသူကုမမင်းသားလေးထွက်သွားပြီးတဲ့နောက်ဖဖို့ရွှင်ထံပြန်ရောက်လာပြီးသူကုမမင်းသားဟာစုအဖြစ်ကိုရလေးရရသွားကြောင်းသိလိုက်ရတယ်။ဒါအပြင်ကိုရရီကိုစားလိုက်ရင်ထူးဆန်းတဲ့အဖြစ်တွေဖြစ်ကြောင်းမှသိသွားတယ်။ဒါကြောင့်ဂေါတာမင်းသားကိုခေါ်ပြီးတော့နောက်ရောက်ခံလိုက်လာတာပေါ့။ တောင်ကြီးကလောင်အိမ်ပွင့်နေပုံအဆောင်တွေတိတ်ဆုံးနေပုံပြီးတော့ခရီးကလန်လန်းမှာလူစု23ယောက်အတုံးယုံလဲကြတိတ်ဆုံးနေပုံတွေကိုတွေ့တဲ့အခါကိုးညာရဲ့တကိုးလိုချိန်ပြီးသွားကြတယ်။ဒါကြောင့်သူကမမင်းသားလေးစမ်းရီတောက်နေချိန်မှာပန်းတက်သွားကြပြီးတနင်္လာကနေကြိုဆောင်နေကြတာပုံသူကမမင်းသားလေးဟာစိတ်ထားနှူးညံ့တဲ့သူဖြစ်တာကြောင့်ကောက်ချစ်မှုတွေကိုမတွေ့မိပါဘူး။မိတ်ဆွေတွေကိုတွေ့ရတယ်လို့ဆိုပြီးဝမ်းသာအေးလေးမြင်းမော်ကဆင်းပြီးချင်းကပ်သွားတယ်။ ကောဒမင်းသားကသူခုမမင်းသားကိုနောက်ကဖတ်တလို့နဲ့ချုပ်တယ်။ကောဒမင်းသားကခပိုက်ကိုဖြီးပြီးရှာရာကိုးနှံရကိုတွေ့ရတယ်။ကဲကောဒရေအကြည်တော်ကတရားကျောက်ကတရားစားမယ်။ပြီးမှမင်းသမီးလေးကိုဘသူယူတဲ့နယ်ဆုံးဖြတ်ကြတာပေါ့။သူခုမမင်းသားလေးကိုတော့တေမင်းတိုင်းပြီးမှနတ်ဆန်းဆန်ခိုင်းလိုက်မယ်လေကွာ။ဟာ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 မင်းသားညနှစ်ပါးဟာကုန်းတရားစီစားလိုက်ကြတယ်။နှစ်ယောက်စလုံးမိုက်ခနေဖြစ်သွားကြတယ်။မျက်စိတမိန်လျှက်တစ်ပြက်အတွင်းမှာပဲ ဂေါဒမင်းသားကဘလူးကြီးဖြစ်သွားတယ်။ဂေါဒမင်းသားကကြာဖြစ်သွားတယ်။သို့တော့သူတို့နှစ်ယောက်သားဟာတယောက်ကိုတယောက်သားမြင်မိပြီးမိမိကိုမိမိဘာဖြစ်မှန်းမသိကြချေ။ဒါကြောင့်ဘလူးကကြားကိုကြောက်ရွံ့တစ်ဖက်ကတော်ရဲကိုဝင်ပြေးတယ်။ထော်နီးသူစွာပဲကြားကဘလူးကိုကြောက်ရွံ့နောက်ကျွန်းပြပြီးတစ်ဖက်ကတော်ရဲကိုဝင်ပြေးတယ်။ကိုညာတို့ဟာထိုက်သူအတွက်သားလျင်ကောင်းကျိုးကိုပြီးတယ်။မထိုက်သူတို့ကဒုက္ခကိုပြီးတော်တယ်။စိတ်ထားနူးညံ့တိမ်မွေးတဲ့သူကမမင်းသားလေးဟာ တင်ကကေတီမင်းသမီးလေးကိုမေးပြီးတော့ကိုပြန်ဖို့ပြနိုင်ခဲ့တယ်။မင်းသမီးလေးရဲ့မိဘဖြစ်သူဘယင်းနဲ့မိဖုရားကြီးတို့မှမြောက်စွာဝမ်းမြောက်ကြပြီးသူတို့နှုတ်ကိုပွဲနဲ့တပင်ကြီးစွာဆင်ရင်ပြီးထိတ်မြားပေးလိုက်ကြတယ်။ဒါကြောင့်မင်းသမီးလေးရဲ့တိုင်းမီနဲ့သူကမမင်းသားလေးတို့ရဲ့တိုင်းမီဟာရွှေလန်းငွေလန်းပေါက်ပြီးချစ်ကြည်ရင်းနှီးစွာရရှိသွားကြတာပေါ့။တိုင်းမီနှစ်ပြည်စလုံးမှာပျော်ဝဲရှင်ပွဲတွေကျင်းပပြီးလူအများပျော်ရွှင်မြို့တူနေကြတယ်။ သို့သောထိုလူများပျော်ရွှင်ရီမောကြတဲ့တို့ဟာတောင်ပူဇာကလေးပေါ်ကအော်ပြီးတော့ရီမောနေတဲ့ဖို့ဖို့ရှင်ရဲ့လက်လက်လဲလဲရီတန်းကိုတော့မိတို့မှမိနိုင်မီမဟုတ်ပါဘူးလေကွယ်ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်